ှင်ကြံရစ်ခဲ့တဲ့ဗမာလူမျိုးတိုင်းသာကိုယ်နိုင်ငံကိုယ်လူမျိုးချင်းကိုချင်းစာနာတရားစိတ်ရှိရင်ဒီအချိန်မှာစစ်ပွဲတွေဆိုတာခဏရထားတဲ့။နော်မင်းတို့လက်နဲ့ကင်တာတတိရှိလို့ကင်တာမဟုတ်ဘူးကွာဟုတ်လားမင်းတို့ကတရေဘောကြောင်ပြီးတော့လက်နဲ့ကင်တာနော်အစိုးရမှာတတ်မတော်ရှိရဆိုတာနှစ်ပေါင်း80ကျော်ကြာလာပြီနော်မင်းတို့မနေ့တည်းကမှာထားကြွတောင်းချမ်းတော်လန်တဲ့တပုံလေးနော်ဒီအချိန်မှာမင်းတို့လူသားချင်းကိုချင်းစာစိတ်နဲ့ မင်းတို့လက်နက်တွေခနာရက်ပြီးတော့မှအသက်ရှင်ကြံရင်းနေတဲ့လူတွေကကိုလူမျိုးတွေတေဆုံးသွားတဲ့တောကပင်လေဝင်နေတဲ့နော်ရေဘေးမီးဘေးနော်အစာရေသာဘေးဆင်းရဲခြင်းတဒုက္ခအတိရောက်နေတာကိုမင်းတို့ကကုညီမယ်မကြံဘူးကုညီဖို့လာတဲ့ပေစေရေးအဖွဲ့တွေကိုနော်ချင်းချောက်တယ်စကိုင်းမှာအခုဘသူမှသွားမခဲနိုင်ဘူးနော် စကိုင်းကိုသွားတဲ့အဖွဲ့ကိုမြင်းမှုပီဒီရက်ကဘုံဆွဲပြီးတိုက်ခိုက်တယ်။ငလျင်တန်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်လွတ်တော်အဆောက်အဦများအားနာဆာကဥက္ကဋ္ဌသွားရောက်ကြည့်ရှုငလျင်ဘေးတန်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်လွတ်တော်အဆောက်အဦများအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်သွားရောက်ကြည့်ရှုဆစ်ဆေးခဲ့ကြောင်းသိရသည်။ယနေ့ဧပြီတရက် နနက်ပိုင်းတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်သည်အဖွဲ့ဝင်များလိုက်ပါ၍ပြည်တော်စုနယ်မြေနေပြည်တော်ရှိလွှတ်တော်အဆောက်အဦများတွင်ငလင်ပေးတံကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှကြားခဲ့ကြောင်းသိရသည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်သူ့လွတ်တော်အဆောက်အဦပြည်ထောင်စုလွတ်တော်အဆောက်အဦအမှတ်တရဂိတ်အဝင်တံတားနှင့်မုတ်ဦးအမျိုးသားလွတ်တော်အဆောက်အဦတို့ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများအားလိုက်လံကြည့်ရှုစစ်ဆေးရာပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်နှင့်တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြကြောင်းသိရသည် ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်လွှတ်တော်အဆောက်အဦများအားစနစ်တကျဖြင့်ပြန်လည်ပြုပြင်တည်ဆောက်သွားရန်လိုကြောင်းပြုပြင်မှုများဆောင်ရွက်ရာတွင်အစဉ်လိုက်စနစ်တကျဖြင့်ဆောင်ရွက်သွားရန်လိုပြီးရေရှည်တည်တံ့စေရေးနှင့်ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားရန်လိုကြောင်းထိခိုက်ပျက်စီးခဲ့မှုများနှင့်ပြန်လည်ပြုပြင်တည်ဆောက်မှုအခြေအနေများကိုလည်းစနစ်တကျဖြင့်မှတ်တမ်းထားရှိသွားရန်လိုကြောင်းနှင့်အခြားလိုအပ်သည့်များကိုမှာကြားခဲ့ကြောင်းသိရသည် တရက်၄လ2025ပေါ့နော်2025ကိုကျွန်တော်ပြည်ပရရှိတဲ့သတင်းတွေကိုနိုင်ငံတော်အကြီးအကဲတွေအေးချမ်းဆောင်နေထိုင်တဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုဝင်တွေကိုစပီကာတယောက်အနေနဲ့တင်ဆက်ပေးတာပေါ့နော်ပြောပြပေးတာပေါ့အမီမင်းသတင်းတွေကိုစပီကာသမားတယောက်အနေနဲ့လေ၄လပိုင်းတော့ရောက်လာပြီပေါ့နော်ကျွန်တော်တို့ဒီဖြစ်သွားတဲ့ငလင်ပေါ့နော်ငလင်မှာ မလင်းဘေးအောက်တက်ဆိုပြီးတော့ကမ်ဘောလားဘန်နေမီငလင်းဒန်တဲ့ပြည်သူများကိုကူညီရန်ဆိုပြီးတော့မှကြက်ဝေ15ဘီလီယံကနဦးမတည်ထားတာတွေ့ရတယ်ပေါ့နော်ကမ်ဘောဇာဘန်ကဆရာတော်ဦးဆောင်တဲ့ကမ်ဘောဇာဘန်နဲ့ပေါ့နော်ကမ်ဘောဇာဘန်မိသားစုတွေအားလုံးလည်းကကြီးသုံးမကိုကြော်လွားနိုင်ပါစေလို့ကျွန်တော်ကဦးစွာပထမမြစ်တာပို့နော်ဆူတောင်းပေးလိုက်ပါတယ်ဒီကနေပြီးတော့မှနော်နောက်တစ်ခုကတော့ကပြားလေးပေါ့ကျွန်တော်ပြောပြောနေတယ်မောင်အေချမ်းတောင်ကြီးကကပြားပေါ့နော်စကိုင်းနိုင်ခွေးယူကြိုက်ချင်းတဲ့ ရေသားမြေသားလူမျိုးသားတော်အားပေးကူညီစာနာတည်မှုဤမြေမှာမွေးနိုင်ငံသားနိုင်ငံသားမှန်ခံစားသိတတ်နားလည်အပ်ဟုလေးမျက်ယုံကြည်မိခဲ့သည်တဲ့အခုများကြမယိုင်းလားစွာဒုက္ခတော်မှာမျက်ရည်ဖြာပြီးများစွာလူထုကယ်တင်မှုအတွက်ပေါင်းစုလူတန်းထိုရင်တန်းကိုမြက်ကန်းလိုနေခွေးယူးတွေကကိုက်ချွေဖဲထုတ်သွားကြသည်တဲ့မောင်အေးတန်းတောင်ကြီးတရက်လေးလား2025ခုနှစ်နှစ်ခွဲနာရီပင်ရေးဆက်ခဲ့တဲ့ကြပြဖြစ်တဲ့စိတ်ဆင်းရဲခြင်းကင်းဝေးပါစေကိုဆင်းရဲခြင်းကင်းဝေးပါစေကျမ်းမာ ဘေးကင်းကြပါစေเนาะအဲ့တော့ဒီကြပြောက်ဘာကြောင့်ဆက်ရလဲဆိုရင်ဒါကျွန်တော်တရင်ပို့တာကိုဘုံကများလဲမုံရမစကိုင်းတို့လာတော့ကုညီကေသေးရဲ့အဖွဲကိုမြင်းမှုပီရီရဲ့အဖွဲမှာမိုင်းဆွဲတိုက်ခိုက်ခြင်းကိုရောင်းမြန်လန်၍တက်မတော်လေးမှဘုံကျဲတိုက်ခိုက်ပါတယ်ဆိုပြီးတခိုးကလူလိုပြန်ဟစ်ခါဝါရဖြတ်နေကြတယ်တဲ့ကျွန်တော်တို့ဆိုလဲမြေပင်စင်းဆက်တွင်မှုတရင်ရရှိသိရှိသားသူဖြစ်ပါတယ်နောက်တရင်တစ်ခုကဟစ်အော်ကျွေးမှုပြန်မပါသေးပါဘူးထိုတရင်ဖြစ်စင်မှာ28ရက်3လ2025ငလင်လုံပြီးနောက်နေ့နောက်နေ့ချင်းပြင်းနဲ့ညောင်ဦးကြိုင်မိသားအဖွဲစီပင်အဖွဲ့ ပရာဟိတလူမှုကွန်ရီအဖွဲ့တို့ဒီဖောကား6စီရင်နှန်းပြင်းတဲ့ညောင်မြို့မှာမန္တလေးမြို့သို့ထွက်ခွာလာရတဲ့ကျော်ပရောင်းတို့အရောက်တွင်လူမဆန်သောလူဆန်လူမဆန်လူစိတ်မရှိသောအကြမ်းဖက် PDF အဖွဲ့များမှတဲ့လူမှုကယ်ဆယ်ရေးသွားပြီးရင်နှန်းကိုရှင်းဆက်ထွက်မလာနဲ့ထွက်လာရင်မိုင်းဆွဲတိုက်ခိုက်မည်ဟုကြောကျင်းညာပြောသူချင်းကြောက်ရည်တဲ့ထိုအဖွဲ့သည်ကျော်ပရောင်းမြို့တွင်တညာအိပ်ပြီးညောင်မြို့သို့ပြန်လည်ခဲ့ကြရသည်ဟုမြေပြင်သတင်းအရသိရှိခဲ့ရသည်တဲ့ခွေးလိန်မှာသားသမီးများဖြစ်သောလူမဆန်အကြမ်းဖက် PDF အဖွဲ့များ၏ရုပ်မာသောလုံရက်များ၏အများပြည်သူသိရှိနားလည်နေစဉ်ကိုဖုံးမှတစ်စီဟစ်ကျွေး ဟစ်អော်ជោជួយပေးပါយ៉ាងលេសាសទៅទាំងអាប់ប៉ាដែរเนาะနောက်တစ်ခုကတော့ကျွန်တော်ကកូនបងយីដែរមកគួយដៃសលេងမျိုးနဲ့តញ្ញောင်ដៃနဲ့កឋានធម៌យွာកាដែរលៀសិតដែរអាប់យងគូដែរយងគូដែរមិនណា9ណាយីឡောက်កាដែរអច័នបက် PDF တွေដែរလာတိုက်ဖို့ချောင်းနေတာကြာပြီတဲ့တញောင်မြောက်ဘက်မြေနုရတောင်ပိုင်းမှာလူစုနေကြတယ်မနေ့ကစစ်ကားတွေနဲ့စစ်သားတွေမလင်လုတဲ့နေရာကိုကယ်ဆယ်ရေးသွားတာကိုသိပြီးခုမနဲ့9နာရီမှာဝင်တိုက်တာတဲ့မကွေးလေတက်ကမကွေးလေတက်ကလာပြီးဘုံကျဲလို့မြေနုရဘက်ကိုခွေးပြီး ဝက်ပြေးပြေးသွားရကြတယ်မြေနုကံကြီးစီစွယ်စံကလေးဘက်တွေမှာတဲ့အကျမ်းဖက် PDF တွေစုနေပြီးစုနေတာစုပြီးနေတာကြာပြီးအများကြီးပါတဲ့မြေနုရွာမှာအင်ဂျင်900လောက်ရှိတဲ့အကျမ်းဖက်အားပေးမှာပါတဲ့မြေနုရွာတောင်ပိုင်းနဲ့တောင်ဘက်ဘုံကြီးတောင်ကအကျမ်းဖက်အားပေးထောက်ခံတဲ့လူတွေပါတဲ့ PDF တွေကိုတဲ့တောင်ဘက်ကတောင်ဘက်ကလူတွေမြောက်ပိုင်းကကျွန်တော်ကျွန်တော် တောင်ဘက်ကလူတွေသားတယ်မြောက်ဘက်ကလူတွေကိုမထောက်ကန်နာတိတော်တယ်အကျမ်းဖက်ဗီဒီယိုတွေကရွာလေနဲ့မြောက်ဘက်တွေမှာနေကြတယ်အဲ့ကောင်တွေကလည်းမြင်းတို့ရွာကလူတွေကဓမင်းချက်ကျွေးနေရတာတစ်နှစ်ကျော်ပြီတဲ့အစိုးရမိမီတာကဆိုလဲ PDF တွေပဲကောက်ပြီးယူရတဲ့ထိမ့်သိမ်းကဆိုပြီးမြင်းတို့ရွာမှာအရန်စိုးကြတယ်တဲ့အကျမ်းဖက်အားပြီးလို့ရှိတယ်တဲ့ PDF တွေခံထားတဲ့ခင်မောင်ဝင်းခေါ်ငဆိုင်အုတ်ချုပ်ရင်းမှုဆိုပြီးတဲ့ပါဝါအရန်ပြတယ်တဲ့ငဆိုင်ညီမောင်ချင်းကလည်းအစိုးရကခံထားတဲ့အုတ်ချုပ်ရင်းမှု ကိုထွန်းထွန်းကိုတက်ခိုင်းနေသူပါတဲ့နိုင်ငံရေးအမှုနဲ့ထောင်ချပြီးလွန်ငင်းနဲ့ပြန်လွတ်လာတာနဲ့ကောင်တွေက PDF လုတ်ပြီးတဲ့အရန်ဆိုးနေကြတယ်တဲ့ချစ်ဆိုးတင်ထွန်းအောင်ပေါင်ထွန်းစံအကြမ်းဖက် PDF တွေကိုထောက်ပုတ်လုတ်ပြီးတဲ့ရွာထဲမှာပတ်စံခွဲပြီးတယ်တဲ့တမင်းချက်ခိုင်းတာတွေကတော့တဲ့တောင်းကိုအမဝါဝါမြင့်ဦးတောင်းကိုအမဝါဝါမြင့်ဦးမိမတင်းတင်းနှဲ့ထွန်းနိုင်ဆိုးမိမတန်းတန်းမော်ထွန်းနိုင်ဆိုးမိမတန်းတန်းမော်ကျူကျူထေးမြင့်ဆိုးကျူကျူထေးမြင့်ဆိုးမိမ မာအေးစီရင်လောက်ထားတယ်တဲ့မိခာမိစာ စိတ်မိခာမိစာတောင်တောင်ဘုံကြီးဆန္ဒတိတိဖိုးစိတ်မိုးထိတ်မောင်တူးမင်းစော်မောင်ချင်းစစ်တောင်းလာရင်တော့တဲ့အကုန်ပြေးကြတယ်တဲ့အကြမ်းဖက်အားပြေးတွေလာတယ်တောင်ပိုင်းကလူတွေများတယ်တဲ့စစ်တောင်းလာရင်တောင်ပိုင်းဘုံကြီးတောင်းမှနေပြီအကြမ်းဖက်တွေကိုရှင်းလင်းပါလို့အဲ့တောင်းမှအစိုးရမီးနဲ့ဘုံလောက်တာတွေပါရှိတယ်တဲ့တင်ကြောင်တိုင်းတွေကလည်းလျှက်စစ်ရုံကိုပြန်တိုက်ဖို့လူစုလူပြန်စုနေတယ်တဲ့မေနုရွာမှာပဲတဲ့အခုပြန်ပြေးတာလေတဲ့မေနုရွာမှာပဲတဲ့တင်ကြောင်နဲ့မေနုကလေးမိုင်ပဲဝေးတယ်ကိုတဲ့ အဲ့တညောင်လျက်စစ်တအားပေးယုံခွဲကားတဲ့ကစောမကပ္ပသာ21ရွှေဘုံကျွန်းကပ္ပသာ22ကိုမီးပေးတဲ့ယုံပါတဲ့အကြံဘက် PDF တွေကားတဲ့တိုက်ဖို့ချောင်းနေတာကြာပြီတဲ့အကြံဘက် PDF တွေလုတဲ့သူတွေကားတဲ့တညောင်တိုင်းတွေကညောင်မင်းလှသားမျိုးခိုင်ခေါ်မွေဝေးနဲ့သူမိမမကြီးစင်သူမိသားတို့ပါတဲ့အင်အားတရာလောက်ပဲရှိတယ်တဲ့ တညောင်မြောက်ဘက်လေးမိုင်အကွာကမြေနုရွာ PDF တွေနေလာကြပြီးမြေနုရွာတောင်ပိုင်းကအကြမ်းဖက်အားပေးတွေပါတယ်မနေ့ကအကြမ်းဖက် PDF တွေခွေးပြေးဝက်ပြေးခံလာရလို့လူပြန်စုပြီးတော့တညောင်တရက်စစ်ဓာအယုံကိုခွဲပေးဓာအပေးုံကိုခွဲဖို့ပြန်တိုက်မယ်ဆိုပြီးအစည်းအဝေးလုပ်နေတယ်နော်အဲ့ဒါကတော့မြေပြင်ရရှိတဲ့သတင်းအချက်လက်အမှန်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာ PDF ညီကိုမောင်နှမတွေကျွန်တော်ပြောချင်တာကို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေတောကပင်နေဝေးနေတယ်နော်ဒုက္ခတွေအကြီးကြီးရောက်နေတယ် နော်ဟိုလူကြောင့်ဒီလူကြောင့်လို့လွှဲချလို့မရတော့တဲ့အခြေအနေဖြစ်နေတယ်နော်အစိုးရကလည်းအစိုးရအလုပ်လုပ်တယ်ပြည်သူကလည်းပြည်သူအလုပ်လုပ်ပါမယ်တကယ်လို့သက်ရှင်ကြံရစ်ခဲ့တဲ့ဗမာလူမျိုးတိုင်းကကိုယ်နိုင်ငံကိုယ်လူမျိုးချင်းကိုချင်းဆောင်ရတရားစစ်ချင်းဒီအချိန်မှာစစ်ပွဲတွေဆိုတာခဏရထားတင်နော်မင်းတို့လက်နဲ့ကင်တာတတိရှိလို့ကင်တာမဟုတ်ဘူးကွာဟဲ့လားမင်းတို့ကတရားဝေါ်ကြောင်ပြီးတော့လက်နဲ့ကင်တာနော်အစိုးရကတက်မလို့ရှိရဆိုတာနှစ်ပေါင်း90ကျော်ကြာလာပြီနော်မင်းတို့မနေ့တနေ့ကမှတာကြွတောင်းကြံတော်လန်တဲ့သဘောလေး နော်ဒီအချိန်မှာမင်းတို့လူသားချင်းကိုချင်းစာသိမ့်နေမင်းတို့လက်နက်တွေခဏရက်ပြီးတော့မှအသက်ရှင်ကြံရင်းနေတဲ့လူတွေကကိုယ်လူမျိုးတွေတည်ဆုံသွားတဲ့တောကပင်လေဝင်နေတဲ့နော်ရေဘေးမီးဘေးเนาะအစာရေသာဘေးစင်ရခြင်းတိတ်ဒုက္ခအတိရောက်နေတာကိုမင်းတို့ကအကူညီမယ်မကြံဘူးအကူညီဖို့လာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုနော်ချင်းချောက်တယ်စကိုင်းကအခုဘတူးမှသွားမခေနိုင်ဘူးနော်စကိုင်းကိုသွားတဲ့အဖွဲ့ကိုမြင်းမူပီဒီရက်ကဘုံဆွဲပြီးတိုက်ခိုက်တယ် မင်းတို့လူတွေမဟုတ်ကြသေးလားဟမ်လူကလူချင်းချင်းတွေကွာမင်းတို့ကခွေးတက်မိုက်တဲ့ခွေးခွေးခွေးမကြီးသားတွေမင်းတို့သိလားနော်မင်းတို့ကဘာမှကံယုံချက်မရှိဘူးတိုင်းပြည်နိုင်ငံလူမျိုးဘာသာတရားကိုယ်နိုင်ငံရဲ့ဒလိတုံးလိုက်အစင်လာစာပေရင်ချင်းမှုတွေကိုမင်းတို့ကအကုန်စော်ကားခဲ့လို့မတော်တိုင်းပြည်မင်းတို့ကြောင့်ဒီလိုဖြစ်တာအတိုးကြောင့်မှမဖြစ်ဘူးမင်းတို့လိုအောက်တန်းသားတတိုက်ကြောင့်ဖြစ်တာနော်မတော်တွေမနေ့ကသွားလူရဲ့ အနေအားရစိမ့်နိုင်ဝါရီမသိဘူးအဲ့ဒီထဲမှာလည်းမင်းတို့အမျိုးကြီးတွေပါနေပါမယ်အေးငါနိုင်ငံတော်ငါနိုင်ငံသားဆိုတဲ့စိတ်ငါတို့တွေးထဲမှာတားထဲမှာနှလုံးသားထဲမှာနော်ကိန်းအောင်နေပြီးသားမင်းတို့လည်းတော့တခြားကြည့်ပဲဟုတ်ပြီလားအဲ့တော့လူချင်းဝဲလူစည်းကမ်းကိုနားမလဲတဲ့မင်းတို့လိုအောက်တန်းသားတွေအားလေတပေါ်ကဆန်နေပဲဖြစ်မှာနော်အဲ့ဒါကို PDF အပေးဝင်းရထောက်ခံနေတဲ့လူတွေခင်ဗျားတို့လည်း PDF ရဲ့အကြောင်းကိုသိသိမိနော်ကျွန်တော်က PDF တရားကျွန်တော်တို့ဗမာလူမျိုးတွေမို့လို့ကိုညီကိုကိုမောင်နှမလို့ပြောလဲဒီကောင်တွေကခွေးတက်မိုက်တဲ့ကောင်တွေနော်ခွေးတက်မိုက်တဲ့ကောင်တွေ ဲ့တော့ကျတော့မြန်မာပြည်လည်းအမြန်ဆုံးကြီးကြပါစေရှီတန်းရောက်နေတဲ့တပ်မတော်သားတွေလည်းဘေးအန္တရာယ်ကင်းရှင်းပါစေမလင်းဘေးသင့်ခံရတဲ့ညီကိုမောင်နှမတွေလည်းအားတင်းထားပါအမြန်ဆုံးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်လည်းကျွန်တော်တကယ်ချင်းနေဆရာတော်ဘုရားတွေနဲ့ပူပေါင်းပြီးတော့မှခမင်းလူမဲ့ရေလူပါအောင်မယ်အချိုးကြီးတွေလူပါအောင်မယ်ခင်ဗျာလူမဲ့နေရာတော့ကျွန်တော်နောက်မှပဲပြန်ပြောပါတော့မယ်ခင်ဗျာ